မင်္ဂလာပါခရမ်းကျင်သည့်ယူထိုးဖို့အတွက်ကျွန်တော်ခရမ်းကျင်သည့်အလုံးအသေးလေးတွေကိုဒီတစ်ခါမှအသုံးပြုထားပါဗျ။ခရမ်းကျင်သည့်လေးတွေကိုအလဲကောင်ကနေအခုလိုအပေါက်ကလေးဖောက်ပြီးသူ့ရဲ့အထဲကအနှစ်တွေကိုထုတ်သွားပေးပါအကုန်လုံးကိုကျွန်တော်တို့လုတ်ပေးသွားမှာဖြစ်ပါတယ်။အလဲကအနှစ်တွေအကုန်လုံးထုတ်ပြီးသွားပြီဆိုရင်ရေပြန်ဆေးပေးပါဒါကတော့ကျွန်တော်ထုံးအဖြူမရှိတဲ့အတွက်အယောင်နဲ့ထုံးကိုအသုံးပြုထားတာပါအစားအသောက်တွေမှာအသုံးပြုလို့ရတဲ့ထုံးဖြစ်ပါတယ် ထုံးကိုထမင်းစားစွန်းနဲ့တစွန်းအခုလိုမျိုးရေဖြော်ထားပါဗါးပြီးွားရင်တော့ကျွန်တော်တို့စေးထားတဲ့ခရမ်းညင်သီးတဲ့ကိုထည့်ပြီးတော့အခုလိုမျိုးရေအပြည့်နဲ့ထပ်ပြီးတော့စိမ့်မေးထားရပါမယ်တညာအိတ်ဆိုင်ရမှာဖြစ်တဲ့အတွက်ဒါကတော့ကျွန်တော်တညာအိတ်ဆိုင်ထားတဲ့ခရမ်းညင်သီးရဲ့အခြေအနေဖြစ်ပါတယ်ကျွန်တော်တို့ဒီတညာအိတ်ဆိုင်မှာကျွန်တော်တို့ရဲ့ခရမ်းညင်သီးအသားတင်းတင်းလေးဖြစ်နေမှာပါရေနဲ့သေချာပြန်ဆေးပေးရပါမယ်အထက်ထက်ပြန်ဆေးပေးပါ တကြာကိုကျွန်တော်အယောင်အတွက်နှမျိုးသုံးထားပါတယ်စားထည့်ပေးပါပါရေရ100မီလီပဲထည့်ရမှာပါရေအများကြီးထည့်လို့မရပါဘူးကျွန်တော်တို့ခရမ်းညင်သီးရဲ့ရေပြန်ထွက်ပါတယ်အခုလိုမျိုးတကြာဆူလာပြီးဆိုရင်တော့ခရမ်းညင်သီးကိုထည့်ပြီးတော့မှွေသွားပေးပါ ခုဆိုရင်ခရမ်းညင်သီးတွေကနေရေတွေပြန်ထွက်လာပါပြီဒီအနေကတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့အခရမ်းညင်သီးကသူ့ရဲ့အသားလေးတွေရှုံလာပါပြီအခုလိုမျိုးအသားရှုံသွားပြီဆိုရင်တော့တမယာသီးတစ်လုံးနှစ်ထည့်ပေးရပါမယ်တမယာသီးကဒီခရမ်းညင်သီးရဲ့အဓိကတော့ချက်ဖြစ်ပါတယ်အခုဆိုရင်တဖြည်းဖြည်းနဲ့သူ့ရဲ့ရည်ရည်ကခံပြီးတကြားရည်ပဲကြံပါတော့တယ်။တကြားရည်ကြံတဲ့အခါမှာကျွန်တော်ကနောက်ဆုံးအနေနဲ့ဒီစားငန်ဒီအမှုတ်ကိုထည့်ထားပါဗါတယ်။စားငန်ဒီအမှုတ်ကမထည့်လဲရပါတယ်။ထည့်ရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်။ ခရမ်းညင်သည်ရဲ့အရာသာနဲ့တကြားရဲ့အရာသာနဲ့ဒီစားငံသည်မဟုတ်အရာသာနဲ့တမယာသည်ထည့်ထားတဲ့ခရမ်းညင်သည်ယူလုံနီဖြစ်ပါတယ်အရန်ယူစားကောင်းပါတယ်သူ့ရဲ့အသားခရမ်းညင်သည်အသားကမမတင်းတင်းလေးနဲ့ထုတ်ထုတ်လေးနဲ့အရန်စားလို့ကောင်းပါတယ်ကျွန်တော်တို့ခရမ်းညင်သည်အလေးချိန်အတိုင်းတကြားကိုလည်းသူ့အလေးချိန်အတိုင်းထည့်ပေးမှဒီလိုစီစီပိုင်ပိုင်လေးဖြစ်နေမှာပါ